သူ့ကိုတွင်းကုန်းတစ်ထောင်တွင်းခိုင်းနေတဲ့သူတွေကိုရုပ်ရှင်တွေအများကြီးတိတ်မကြီးကြားနေလို့သတိပေးလိုက်တဲ့ရော်နယ်ဒိုပရင်းတမန်ရောမဲမိလာမောင်ရက်စပေါ့အိုင်မက်ခွန်ရှိကိုစာမေးကနေပြန်လဲကြိုးလိုက်ပါရင်ရော်နယ်ဒိုအတွက်ကတော့လက်ရှိအချိန်မှာဂိုးတစ်ထောင်ပြအောင်တွင်းနိုင်ဖို့ဆိုတာကအိမ်မက်တခုမဟုတ်တော့ဘူးလို့သဘောထားလာပါရင်မကြသေးခင်တုန်းကပြုတ်လုတ်ခဲ့တဲ့အိမ်မက်တခုမှာသူပြောခဲ့တဲ့စကားတွေကိုနားထောင်ကြည့်လိုက်မယ်ဆိုရင်ဒီအချက်ကပို့ပြီးတော့သိတာလာပါရင်ဒီနေ့ဥမာရော်နယ်ဒိုဘာတွေပြောခဲ့တယ်လဲဆိုတော့ကမ္ဘာလားဖိုင်နယ်ဘောလုံးပွဲမှာကျွန်တော်ဂိုးတစ်ထောင်တွင်းယူပြီးချန်ပီယံဖြစ်သွားတဲ့ဇာတ်လမ်းမျိုးလားခင်ဗျာရုပ်ရှင်တွေအများကြီးကြည့်ထားပုံရတယ်အဲ့ဒါကနားထောင်ရတာရန်ကုန်ပြည်ပြည်စုံလုံးနဲ့ ဒါပေမဲ့လက်တွေ့ကိုပြန်သွားကြရအောင်ပါခင်ဗျားပြောခဲ့တဲ့အဲ့ဒီဂိမ်းကနေအားလုံးကတော့ကျွန်တော်ကိုပြောရှင်းစေပါရင်နေရေးစင်အသင်းကဘယ်တော့မှကစားမတူးတယောက်တည်းပေါ်မူတည်တာမဟုတ်ပါဘူးဒါပေမဲ့အဲ့ဒီအချက်လက်တွေကစိတ်ဝင်စားစရာကောင်းပြီးတော့ပြုသဘောဆောင်တဲ့ဂိမ်းကနေတွေပါကော်ပလာဆင်းဆင်းရနေတဲ့ပတ်သက်လို့ကတော့ပြောစရာရှိတာပြောပြသားပါကျွန်တော်တက်ကတက်ကမပြောချင်ဘူးကိုရီကတော့အမြဲတမ်းထူးခြားဆုံးပါပဲကျွန်တော်နောက်ထပ်ကော်ပလာမှာကစားချင်ပါတယ်မဟုတ်ရင်လည်းဒီနေရာမှာရှိနေမှာမဟုတ်ဘူးလေဒါပေမဲ့တစ်ဆင်ပြီးတစ်ဆင်သွားရမှာပါအဲ့ဒီကနန်းတွေကိုရရှိခဲ့မယ်ဆိုရင်တော့ကျွန်တော်ရဲ့ကစားမဘွားကိုအန်အောင်ဆင်အောင်ကောင်းတဲ့ပုံစံမျိုးနဲ့အဆုံးတတ်နိုင်မှာပေါ့ဗျာဆိုပြီးတော့ပြပါရင် ဒီစကားတွေမှာ Redo ရဲ့ဘဝတက်တနာကစားသမားစိတ်တက်တဲ့လူသားဆန်မှုတွေအားလုံးပါဝင်နေတာကိုတွေ့ရပါတယ်ကမ္ဘာလာဘောလုံးပွဲမှာကျွန်တော်ဂိုးတထောင်အတွင်းယူပြီးချန်ပီယံဖြစ်သွားတဲ့ဇလန်မျိုးလားဆိုရင်စကားမှာတော့ရယ်ဒိုရဲ့စိတ်ထဲမှာအိမ်မက်တပုတ်ကိုသူကိုယ်တိုင်ပြောဟောနေတာပါကမ္ဘာလာဆိုတာကသူ့ရဲ့ကစားမဘွားတစ်ခုလို့ပါမကံရသေးတဲ့တစ်ခုလည်းတော့ဆိုကြည့်ပါဂိုးတထောင်ဆိုတဲ့ဂိမ်းကနန်းကမဖြစ်နိုင်တဲ့ဂိမ်းတစ်ခုဆိုတာသူကိုယ်တိုင်သိပါတယ်ဒါပေမဲ့ဒါသူ့ရဲ့အာသီတာမမမှုကိုပြတဲ့ဥမာစကားပါငါတို့ကျင်နာကကြီးမမပါလို့ကြွကြဝင့်ပြောဆိုနေတာပဲဖြစ်ပါတယ် ခင်ဗျာရုပ်ရှင်တွေအများကြီးကြည့်ထားပုံရတယ်အဲ့ဒါနားထောင်ရတာအရန်ကိုပြပြဆုံးလုံးနေတယ်ဒါပေမဲ့လက်တွေ့ကိုပြန်သွားကြရအောင်ဆိုရင်စကားကတော့ရော်နယ်ဒိုဟာသူ့ကိုယ်သူလက်တွေ့သမားအဖြစ်ပြန်လည်ခံယူထားတာကိုတွေ့ရပါတယ်ဘွားမှာအိမ်မက်တွေမက်တာကောင်းပေမဲ့တကယ်လက်တွေ့ကြကြရှုမြင်သုံးသပ်တတ်ဖို့ကလည်းရည်ကြီးပါတယ်သူဟာစေကူးရင်တဲ့ကလေးတယောက်မဟုတ်ဘဲနဲ့အောင်မြင်မှုအတွက်အခက်အခဲလုပ်ခဲ့ရတဲ့ပညာရှင်တယောက်ဆိုတာကိုဒီစကားနဲ့ရော်နယ်ဒိုကပြန်ပြောင်းပြောပြနေပါတယ်လေစင်တင်ကဘယ်တော့မှကစားမတူးတယောက်တည်းပေါ်မူတည်နေရမဟုတ်ဘူးဆိုတဲ့စကားကိုနားထောင်လိုက်တော့အော်ရေဒိုတော်မှအတော်လေးကိုစိတ်တက်နေရင်းချက်ပြောင်းလဲသွားပြီပဲဆိုတဲ့စိတ်တွေဖြစ်ပေါ်လာပါတယ် ဘယ်လိုဆိုတာကသူ့ရဲ့ရှေးရောင်နေတဲ့တေတုံကဒီလိုပုံစံမျိုးဘယ်တော့မှမတွေ့ပါဘူး။ဖြစ်နိုင်မှုဆိုတဲ့စကားကသူ့ရဲ့အပိတံမှာလုံးဝကိုမရှိပါဘူး။ဖြစ်အောင်လုပ်ပြမယ်ဆိုပြီးတော့ဘယ်ရဲတို့ကအမြဲတမ်းတွေးထားတာမျိုးဖြစ်ပါရင်ဒါပေမဲ့ဘောလုံးအသင်းတွေဆိုတာကကစားမဆယ်တစ်ယောက်စလုံးညီညီညွတ်နဲ့ခြေစွမ်းကောင်းတွေပြသနိုင်မှာမှာအောင်မြင်မှုတွေကိုမျှော်လင့်နိုင်မှာမင်းဒီအချက်ကိုရဲတို့ကအခုအသက်40ကျော်အရွယ်မှာလက်ခံလိုက်ပြီလို့ပဲဆိုရမှာပါ။သူကိုယ်တိုင်ကငါဆိုတဲ့ကစားမဖြစ်တိတ်ကြော်ကြပါမယ်။အသင်းသင်းရဲ့အောင်မြင်မှုဟာအသင်းသားတွေအားလုံးရဲ့ညီညီမှုပေါ်မှာမူတည်တယ်ဆိုပြီးတော့ဝန်ခံလိုက်တာကိုကြည်ချင်းအပြင်ရရရဲ့စိတ်တွေကသူ့ရဲ့အသက်ရဲ့ပေါ်မှုတွေ့ပြီးတော့ရင်းချက်ပြောင်းလဲသွားခဲ့ပြီဆိုတာပြသနိုင်ပါရင်ကျွန်တော်ထက်ကထက်ကမပြောချင်ဘူး။ကိုရီကတော့အမြဲ 出家宗庙为水西高高榕，近年来，各方用机建立门坊，不厌其烦，还为万都的周边的周边批教木楼为青龙高榕民房林。 ကိုတင်ချင်းကဘောလုံးအားကစားရဲ့အဓိကရွယ်ချက်ဖြစ်ပြီးဒီနေရာမှာသူကမင်းသားကြီးပါပဲလို့ဆိုလိုနေတာပါသူရဲ့ခိုးရင်းကသမိုင်းဝင်နေဖြစ်ပြီးဘယ်သူမှညင်းလို့မရဘူးဆိုတာဆိုလိုချင်တာမျိုးဖြစ်ပါတယ်ကျွန်တော်နောက်ချက်ကဘာလားမှာကစားချင်ပါတယ်မဟုတ်ရင်လည်းဒီနေရာမှာရှိနေမှာမဟုတ်ဘူးလေဆိုတဲ့စကားကသူရဲ့မပြီးဆုံးသေးတဲ့မိစားပါအသက်ရရလာပေမယ့်အားမန်လေးမကုန်ခန်းသေးဘူးဆိုတာကြွားနေတာပါမဟုတ်ရင်လည်းဒီနေရာမှာရှိနေမှာမဟုတ်ဘူးလေဆိုတဲ့စကားကသူရဲ့ရီမန်းချက်တွေရှိနေသေးတယ်ဒီရီမန်းချက်တွေကြောင့်ပဲသူစက်ကြိုးစားနေရတာလို့ဆိုလိုတာပါအနားယူဖို့အချိန်မတန်သေးဘူးလို့ဆိုလိုချင်တာမျိုးဖြစ်နေပါတယ်ဒါပေမဲ့တစ်ဆင့်ပြီးတစ်ဆင့်သွားရမှာပါအဲ့ဒီကိန်းကနန်းတွေကိုရရှိခဲ့မယ်ဆိုရင်တော့ကျွန်တော်ရဲ့ကစားမပွားကအော်ဆရာကောင်းတဲ့ပုံစံမျိုးနဲ့အစ ဆုံးတက်နိုင်မှာပေါ့ဗျာဆိုတဲ့စကားနဲ့တော့ Redo ကစိတ်ရှည်သီးခံမှုနဲ့ခြေချော်တက်မှုရဲ့အရေးပေါ်မှုကိုပြသသွားခဲ့ပါတယ်။သူကချက်ချင်းကြီးအောင်မြင်မှုရဖို့မျှော်လင့်မှုလမ်းကြောင်းအတိုင်းတစဉ်ချင်းသွားမယ်လို့ဆိုလိုတာပါ။ဒါပေမဲ့အသွင်ရဲ့နောက်ဆုံးပတ်နိုင်ကတော့ကြီးမာပါတယ်။အော်ဆရာကောင်းတဲ့ပုံစံဆိုတဲ့စကားလုံးကသူ့ရဲ့ကစားမပွားကိုစတဲ့ငန်းတစ်ခုလိုခန်းနာစွာဆုံးသက်ခြင်းနဲ့ဆန္ဒပါပဲ။ညီကိုတို့ကရော Redo ရဲ့စကားတွေပေါ်ဘယ်လိုမြင်ကြလဲပြောပြခဲ့လို့ရပါတယ်။အဆုံးလေးတရှိပေးခဲ့ကြတဲ့အတွက် အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ။